ရက်ဆက်မှုတွေအားလုံးဟာလူချင်းမှုကြောင့်ဖြစ်တယ်။တခါတခါတိတ်ကြောက်စရာကောင်းတဲ့ရက်ဆက်မှုတွေမရှိဘူးလား။ရှိပါတယ်ဗျာ။ရှိတယ်ရှိတယ်နော်။ကဘာသမိုင်းကိုပြန်ကြည့်ရက်ဆက်မှုတွေရှိတယ်ဟစ်တလာတို့လူတွေအများကြီးတပ်ပစ်တယ်ဘာကြောင့်လဲ။လူချင်းလို့ဘာလူချင်းတာလဲသူတခုခုလူချင်းတာပဲနော်တခါကြီးဒီမိုင်းမြ။အဲ့တော့လူချင်းတဲ့လောဘသည်ရက်ဆက်မှုအားလုံးကို ဖြစ်စေ။လူချင်းတဲ့လောဘသည်ဘုရားလောင်းကပြောတာတော်တော်တောင်ခင့်မိတယ်နော်။နိကတိဝင်စနာနိစာ အတုတွေကိုပြပြီးတော့လှည့်စားနေတယ်ပစ္စည်းတွေလည်းအတုဟုတ်လားစကားတွေကလည်းအတုတွေစကားအတုကြားဘူးလားဟမ်စိတ်ထဲရှိတာမဟုတ်ဘဲနဲ့ပါဇက်ကထွက်လာအဲ့ဒါအတုဘောဗျဟုတ်လားစိတ်ထဲကအဖြူထင်တယ်ပါဇက်ကအမဲထွက်လာတယ်အဲ့ဒါဘာလဲအတုဘောအလိညာဘောဟုတ်လားကဲတချို့မျက်နာကလည်းအတုတွေဟုတ်လားဒကမကြီးတွေဟုတ်လားတယောက်တယောက်တယောက်ဆက်ဆံတဲ့နေရာမှာမျက်နာအစ်စ်ကိုတချို့ပြတယ်မပြဘူးဂုံကြီးတဲ့လူကြတော့မျက်နာကတမျိုး မြန်တယ်နော်အပြောင်းလဲကကိုယ့်ထဲနေတဲ့လူကြတော့မျက်နှာကတစ်မျိုးတယောက်ထဲကမျက်နှာဘယ်နှမျိုးလောက်ပိုင်မျိုးမျိုးပိုင်မျက်နှာအတူပေါင်းများစွာတိမ့်ထားတာအတူတွေနဲ့ဆက်ဆံတယ်ဘာဖြစ်လို့လဲလူချင်းလို့သူတွေကတခုခုလူချင်းရဲ့အ ਨੇ စုံမျက်နှာချိုသွေးရပြီမျက်နှာအတူထုတ်ပြန်လိုက်တာဟုတ်လားအဲ့တော့ဘုရားလောင်းကဒီမှာပြောထားတယ်ရက်စမှုတွေအလုံးသည်လောဘရှိတဲ့လူမှငါမြင်ရတယ်ကောက်ကျင်မှုတွေလိန်လယ်မှုတွေအတူလုံးမှုတွေအလုံးသည် လောဘရှိတဲ့လူမှငါမြင်နေရတယ်။ဒါကြောင့်အဲ့ဒီလောဘကိုငါမရချင်ဘူးတဲ့။အဲ့ဒီတော့လောဘကြောင့်ရက်ဆက်လာတယ်။လောဘကြောင့်ကောက်ချက်လာတယ်။ဒီလိုကောက်ချက်ဆွဲရမယ်နော်ဒကာကြီးတို့။အဲ့ဒီရက်ဆက်မှုအဲ့ဒီကောက်ချက်မှုတွေကအဲ့ဒီလူကိုတတ်တာဝင်ပေးပါမလား။ဟင်ဒကမကြီးမြတ်။လောဘကြောင့်ရက်ဆက်ပြီးလောဘကြောင့်ကောက်ချက်ပြီးအဲ့ဒီရက်ဆက်မှုကောက်ချက်မှုတွေကအဲ့ဒီလူကိုတတ်တာဝင်ပေးပါမလား။မပေးဘူး။ဒုက္ခတွေဖြစ်စီမှာအဲ့တော့လောဘရဲ့စနစ်က သိပ်ပြီးတော့မသေးဘူးဗျဘုရှင်တို့မြတ်စွာဘုရားလက်ထက်ကလေဟိုကမောက်ကမတွေကိုလောဘကဖြစ်စေတော့ကမောက်ကမအကျိုးဆက်တွေကိုဆက်ပြီးတော့ပေးတတ်တဲ့အကြောင်းကလေးဒါလေးကိုနည်းနည်းပြောကြည့်ချင်ဟုတ်လားဘုရှင်တို့မြတ်စွာဘုရားလက်ထက်ကမဟာကာလဥပဒကာဆိုတာရှိသောတာပန်အရိယာပုဂ္ဂိုလ်ကြီးပဲစိတ်ကောင်းနှလုံးကောင်းအင်မတန်ကြီးပါတနည်းတော့ဘုရားကျောင်းတော်ကနေပြီးတော့ဇေတဝန်ကျောင်းတော်ကနေဥပုံလျှောက်အဲ့ဒီခေတ်ကဥပုပ်တွေကကျောင်းတော်မှာညအိတ်တဲ့ထုံးတမ်းရှိတယ် မနဲ့ခင်းမှလင်းပြီဆိုတော့မှအကြောင်းတော်ကနေထပြီးတော့အိမ်ပြန်တယ်။အဲ့ဒါဝီလီဝင်လေးလေးသူကထသွားចောင်းဘဝမှာရှိတဲ့ရေကမှမျက်နှာတက်မဟာကာလဥပဒကအဲ့ဒါမြို့ထဲကနေပြီးတော့သာဝိတိမြို့ထဲကနေတခုတစ်ယောက်ကနောက်ကလူတွေလိုက်လို့ပြေးလာတာပြေးလာတော့သူ့ရဲ့လက်ထဲမှာပါတဲ့အထုပ်ကိုမှပြီးတော့ပြေးနေရင်ဒီလူတွေရဲ့လက်ကလွတ်မှာမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီမဟာကာလဥပဒကရှေ့ကုန်းပြီးတော့မျက်နှာတက်တဲ့နားကိုအဲ့ဒီအထုပ်ကြီးကိုသူကချထားခဲ့ ဲ့ဒါနောက်ကလိုက်လာတဲ့လူတွေကတခိုးမျက်ခြေပြတ်သွားဒီအထုပ်ကြီးတွေ့တွေ့တဲ့အခါကျတော့အုံးမေတခိုးကအခုပြေးလို့မလွတ်တော့မှဥပုပ်ဆောင်ပြီးတော့ပြန်လာတဲ့ဥပုပ်တယ်လို့လို့ဘာလို့လို့ဟန်ဆောင်နေတယ်တဲ့အဲ့ဒါနဲ့ဝိုင်းပြီးတော့မဟာကလဥပဒကာကိုတခိုးပါဆိုပြီးတော့ဝိုင်းရိုက်ကြလာဘလို့တောင်းမှန်လို့မှမရဘူးဘလို့ရှင်းပြလို့မှမရဘူးတောတာပါအရိယာပုဂ္ဂိုလ်ကြီးတယောက်ဟာတခိုးလို့အစွတ်စွဲခံရတာဒီရှင်းနောက်ညီပါသလား မညီဘူးကုကိုရီလက်ရောက်အရိုက်အနှက်ခံရတယ်အစော်ကားခံရတယ်ရှင်းနောက်ညီပါသလားမညီဘူးအဲ့ဒီရိုက်တဲ့ဒဏ်ရာနဲ့အဲ့ဒီနားတွင်ပွေချင်းပြီးသိတယ်အဲ့ဒီမှာယဟန်တော်တွေကမျက်စွာဘုရားကိုရှောက်တယ်ရှင်ဘုရားဒီလိုသူတော်ကောင်းကြီးတယောက်မှာဒီလိုသေခြင်းမျိုးသေရတာဘယ်လိုမှမသင့်တော်ပါဘူးအဲ့ဒီမှာမျက်စွာဘုရားကဘာပြောတယ်ဆိုချစ်သားတို့အခုလောက်ရက်ကိုကြည့်ရင်တော့မသင့်တော်တာမှန်တယ်ငကိုတုံးကလှုပ်ထားတဲ့လောဘရဲ့စနစ်ကိုကြည့်မယ်ဆိုရင်တော့ တင့်တော်ပါတယ်မြတ်စွာဘုရားဆိုတော့မြင်တော်မူတာကိုဗျာနော်အဲ့ဒါနဲ့ဒီမဟာကာလဥပဒကအကြောင်းကိုယဟန်တော်တွေမေးတာနဲ့မြတ်စွာဘုရားကအမိန့်ရှိတခုသောဘဝတုန်းကဒီမဟာကာလဥပဒကတောတခုရဲ့အဝမှာရှိတဲ့ယွာကြီးတရားမှာသူဟာယွာရဲ့ဟိုအကြီးအကဲကြီးတယောက်ဖြစ်တယ်အဲ့ဒါဘယင်မင်းမြတ်ကဒီတောထဲမှာရှိတဲ့တခုဓမြတွေရဲ့ဘေးကလွတ်အောင်ခရီးသည်တွေလာလို့ရှိရင်သင်ကဥဆောင်ပြီးတော့ခရီးသည်တွေကိုဟိုဘက်ကိုလွတ်အောင်ပို့လို့အဲ့ဒါလို့သူက ကာကွယ်ရေးတာဝန်ကိုမလုပ်ထားတော့ယူထားတာအဲ့ဒီရွာအကြီးကြီးကအဲ့ဒါနဲ့တနေ့ကျတော့သူတို့ရွာကိုလင်မယားနှစ်ယောက်လှဲလေးနဲ့ရောက်လာတယ်အဲ့ဒါနဲ့ကျုပ်ကိုဟိုဘက်ကိုလတ်လွတ်အောင်လိုက်ပို့ပေးပါတခုတည်းတမရတွေရန်ကကြောက်လို့ဟာအဲ့ဒီလိုဆိုလို့ရှိရင်ဘယ်နဲ့လုံမလို့အဲ့ဒါမှဒီအကြီးကြီးကဒီလင်မယားနှစ်ယောက်ကိုကြည့်တော့ဒီအမျိုးသမီးကအင်မတန်ချောတာချောတဲ့အခါကျသူကရားချင်သူများမယားကိုရားချင်တာနော် အဲ့ဒီလိုရကျင်တဲ့အခါကျတော့ဘလို့ရအောင်လုပ်မလဲလို့ဗဇက်ကတာဟိုလူနဲ့စကားပြောနေတာစိတ်ထဲကအလုပ်တွေရှုပ်ပြီးတော့တွေးနေတယ်သူကသိလားအဲ့ဒါနဲ့သူက နေပါဦးတညာအိပ်ပါဦးမနေ့ကျရင်ပို့ပါမယ်အကြံထုတ်ချင်ရအောင်လို့ဒီအမျိုးသမီးကိုရဟိုကမျိုးကောင်းသားကပြောတယ်အခုမှနေအစောကြီးရှိပါသေးတယ်ကျုပ်တို့ကိုလိုက်ပို့ပါခိုးဘက်ကိုအကြီးကြီးလို့သွားနေရရှိလို့ပါအိုးနေပါဦးအခုမှမြင်မြင်ချင်းခင်လို့ပါတမင်းနေပါလေးစားပါအောင်ဆိုတော့ ဇွတ်အတင်းအိမ်တိမ်မှာထားပြီးတော့တမင်းနေဟင်းနေချက်ပြီးတော့ဘလို့မှသွားလို့မရအောင်အချိန်ဆွဲထားလိုက်ပြီးတော့သူ့အိမ်ထဲဝင်ပြီးတော့အေးအေးဆေးဆေးစဉ်းစားတယ်ဒီမိမကိုရအောင်ငါဘလို့လုပ်ရမလဲမတရားလောဘနော်တကယ်ကြီးမိုက်မြန်အဲ့ဒါနဲ့ဘာလို့တုံဆိုသူ့လူတွေကိုသူတင်ပြတယ်ဒီမှာအင်မတန်ဖိုးတန်တဲ့ဘရင်ရဲ့ဗရမ ्या ယတနာရှိတယ်ဒါကိုသူ့ရဲ့လှဲတဲ့ကိုသွားဖွက်ထားအဲ့ဒါမနဲ့မင်းတို့လိုက်ပို့ပြီးဆိုတော့ဗရမ ्या ပြောက်တယ်ဆိုတော့နောက်တစ်ဆူကလိုက်ရှာတွေ့ရင်သူ့ကိုတတ်မယ်ဆိုဒီလိုအကွက်ဆွဲတာနောက်နေ့မနဲ့လည်းရောက်ပြီးဆိုတော့ဗရမ ्या ပြောက်တယ်အော်အော် တောင်းတင်းလိုက်တယ် အဲ့ဒါလှဲတဲ့ဖွက်ထားတဲ့သူတို့ဖွက်ထားတဲ့ဗထမယာသူတို့ဘက်သူပြန်ရှာသူတို့ဘက်သူပြန်တွေ့ပြီးတော့အဲ့ဒီဇနီးမောင်နှံကိုကျိုးတုတ်ပြီးတော့ခေါ်သွားတယ်။လက်ကြည့်စမ်းတင့်ဟာလေမနေ့တုန်းကကျွေးခဲ့မွေးခဲ့တဲ့ကျေးဇူးကိုမထောက်ငါ့ကိုမင်းပြမင်းတန်တင့်အောင်ဘရင်ရဲ့ဗထမယာခိုးရသလားဆိုပြီးတော့တခါတည်းအဲ့ဒီယောက်ျားကိုအသေးသက်တာပြန်နော်အသေးသက်ပြီးတော့အဲ့ဒီအမျိုးသမီးနဲ့ရသလားမရသလားတော့စာထဲမှာလည်းမပါတော့ဘူးသိလား तू လုံးတဲ့မကောင်းမှုကိုပဲပြတ် အဲ့ဒီယောက်ျားအသေးသက်ခဲ့တဲ့အင်မတန်ကောက်ကျစ်သောအင်မတန်လောဘကြီးသောအင်မတန်မတရားသောပုဂ္ဂိုလ်သည်အခုမဟာကာလဥပဒကလဖြစ်တယ်